ရိုက်တာပြင်းဟင်းတီဟာပြောတဲ့နန်းစုနဲ့မီနီဖြက်လို့မရတဲ့အဖြစ်မှန်ကိုဖွင့်ဟလိုက်လွမ်းပိုင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်လွမ်းပိုင်ကတော့လက်ရှိမှာဒရိုက်တာပြင်းဟင်းတီဟာနဲ့ပြဿနာအကြီးအကျယ်ကိုတက်နေကြတာပါဒရိုက်တာပြင်းဟင်းတီဟာကနိုင်ငံသားမှနေထိုင်ကအနုပညာရှင်တွေရဲ့အတင်းကိုပြောဆိုနေသူတရားဖြစ်ပါတယ်နိုင်ငံသားမသွားခင်မြန်မာနိုင်ငံမှာရုပ်ရှင်စကားကြီးတွေရိုက်ခဲ့ပူပါတယ်ဒရိုက်တာပြင်းဟင်းတီဟာနဲ့လွမ်းပိုင်တို့ကရုပ်ရှင်တွေလည်းအကြီးအကျယ်ရိုက်ခဲ့ပူကြပါတယ် သူလက်ရှိမှာတော့လမ်းပိုင်းကသူ့အစ်စ်ထွက်တဲ့တခြင်းထဲမှာဒရိုက်တာပြီဟင်းတီဟာရဲ့အကြောင်းကိုတဲဆိုလိုက်လို့ပွဲစုနေရတာဖြစ်ပါတယ်။ဒရိုက်တာပြီဟင်းတီဟာကမြင်းမျက်စီကနေပစံတွေအများကြီးလိမ်ယူသွားကပြန်မဆက်ဘူးလို့လည်းထုတ်ပြောခဲ့တာပါ။ဒါကြောင့်မို့ဒရိုက်တာပြီဟင်းတီဟာကလည်းလမ်းပိုင်းကြောင့်အောက်ဖေးလန်ပြန်မိုက်သူလန်လိုက်တဲ့အောက်ဖေးကတော့နန်းစုယီရီဆိုနဲ့အကြောင်းဖြစ်ပါတယ်။နန်းစုယီရီဆိုနဲ့လမ်းပိုင်းတို့ကပကဲမှာပညာပညာဖြစ်ခဲ့တယ်လို့ဆိုတာပါ။ ဘာညာဖြစ်ဖို့အတွက်မီးနီလာလို့ဖြတ်မရလို့လွမ်းမိုင်ကဒေါသတွေထွက်ကဟိုတယ်ကနေတောင်းကျမ်းပြီးတာပြန်သွားခဲ့ရတာလို့ဆိုလာခဲ့တာဖြစ်ပိုင်လမ်းမိုင်နဲ့နန်းစုတို့ရဲ့ဒီအဖြစ်ကိုကြားသိရချိန်မှာဆိုရှယ်မီဒီယာမှာအားလုံးကဝေဖန်မှုမြင့်တက်လာခဲ့ပါပြီ။အားလုံးကတော့ပကံမှာမီနီဖြစ်လို့မရတဲ့ဖြစ်ရဖြစ်ပွားလို့စားနောက်နေကြပါ။ဒါကနန်းစုရဲ့တိတ်ခါနဲ့လဲဆိုင်တဲ့ကိစ္စတစ်ခုဖြစ်နေခဲ့တာပါ။ ဒါကြောင့်မို့လွမ်းပိုင်ကချက်ချင်းဆိုသလိုသူ့ရဲ့အကောင့်ကနေပြန်ရှင်းလာခဲ့ပါလွမ်းပိုင်ကလည်း director ပြဟင်းတီဟာလိုပဲဗီဒီယိုနဲ့တကွအရှင်းပြလာခဲ့တာပါ director ပြဟင်းတီဟာပြောခဲ့သလိုသူကအဆိုပါနေတော့ကပကံကိုရောက်ခဲ့တယ်ဆိုတာအမှန်လို့ဆိုပါပကံကိုသွားရတဲ့အကြောင်းရင်းကနန်းစုရတီဆိုစီလိုက်သွားခဲ့တာလို့လဲဝင်ခံလာခဲ့ပါငါကောင်မလေးစီလိုက်သွားတာဘာဖြစ်လဲဆိုကနန်းစုနဲ့ချစ်သူဖြစ်နေကြောင်းကိုလည်းဝင်ခံသွားခဲ့တာဖြစ်ပါနန်းစုရတီဆိုကပကံမှာစကားရိုက်နေလို့ လွမ်းပိုင်ကသွားတွေ့ခဲ့တာဖြစ်ပါတယ်။ပကံနဲ့ရန်ကုန်နားရဲ့အတော်ကြာမောင်းကင်းရလည်းဖြစ်ပါတယ်။တကူးတကလိုက်သွားတွေ့ခဲ့တာဖြစ်ပေမဲ့ဒရိုက်တာပြည်ဟင်းတီဟာပြောသလိုလုံးဝမဟုတ်ဘူးလို့ဆိုပါတယ်။သူ့အနေနဲ့ဒရိုက်တာပြည်ဟင်းတီဟာပြောသလိုမိနီမဖြတ်ရလို့ဒေါတာထွက်တာလည်းမရှိဘူးလို့ဆိုလာခဲ့ပြန်တာပါ။လွမ်းပိုင်ကနန်းစုရည်တီဆိုးနဲ့တွေ့ကစကားပြောပြီးအချိန်တကူကြာမှပြန်လာခဲ့တာပါ။ဒါပြင်ဟိုတယ်ထဲမှာကားကိုရန်ကားစွာပတ်မောင်းခဲ့တာမရှိဘူးလို့လည်းရှင်းပြလာခဲ့ပြန်တာပါ။ ။လမ်းစုရည်တီဆိုတဲ့အစင်မပြေခဲ့တာကိုဒရိုက်တာပြီဟိန်းဒီဟာကလှုပ်ကြံပြောဆိုခဲ့တာလို့ထုတ်ပြောလာခဲ့ရပါ။ဒါပြင်အဆိုပါနေတော့ကဒရိုက်တာပြီးဟိန်းဒီဟာနေတောင်လွှမ်းပိုင်ကစကားတွေပြောခဲ့ပါသေးတယ်။နိုင်ငံသားထွတ်တော့မယ်လို့သိရချိန်မှာမထွက်ပေမြန်မာနိုင်ငံမှာသာလှုပ်ရှားပါလားလို့အကြံပေးခဲ့ရပါ။ဗီဒီယိုတွေတင်ကလှုပ်ရှားရင်ဝင်ငွေရတယ်လို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့နန်းစုကမျက်နှာမကောင်းလို့လူရီကမေးကြည့်တဲ့အခါနေမကောင်းလို့ဆိုပြီးသားထုတ်ပြောခဲ့ရပါ။လွှမ်းပိုင်ကတော့သူ့ကိုခုလိုပြောတဲ့အပေါ်မှာအယံကိုစိတ်ဆိုးနေရပါ။ မိနီမဖြတ်ရလို့ဒေါသထွက်တယ်ဆိုတဲ့စကားကအရန်ကိုအောက်တန်းကျလွန်နေလို့လဲထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဒရိုက်တာပီဟိန်းတီဟာရဲ့အတွေးခေါ်ရင်းနဲ့စကားတွေကအောက်တန်းကျလွန်နေလို့လဲထုတ်ပြောလာခဲ့ပါတယ်။ဒရိုက်တာပီဟိန်းတီဟာကခုလိုထုတ်ပြောလာတဲ့အပေါ်မှာလွမ်းမိုင်ကအရန်ကိုအံ့အားသင့်ခဲ့ရတယ်လို့လဲဆိုပါတယ်။ဒါအပြင်လွမ်းမိုင်ကနော်ဖုန်းအေထာနဲ့ဗီဒီယိုကိုဖြန့်လိုက်တယ်လို့ဒရိုက်တာပီဟိန်းတီဟာကပြောတဲ့အပေါ်မှာလဲမဟုတ်ဘူးလို့သာညင်လာခဲ့တာပါ။သူ့မှာခုလိုရှုံးမာတဲ့အကျင့်မရှိဘူးလို့ဆိုပါတယ်။ လုံရင်လုံတဲ့ဆိုတာဝန်ခံမှာဖြစ်တယ်လို့မလုံတဲ့အတွက်မလုံဘူးလို့ဝန်ခံလာခဲ့တာဖြစ်ပါတယ်။ဗီဒီယိုကိုဖြန့်လိုက်စရာအကြောင်းမရှိဘဲပြန့်သွားချိန်မှာတော့အံအားသင့်နေရတောင်းဆိုပါတယ်။လွမ်းမိုင်ပြောတဲ့စကားကအမှန်လို့ထင်လားဆိုတာခံမှန်းပြီးခဲ့ကြပါအောင်